ယူကရိန်းစစ်ပွဲတစ်လျှောက်လုံးယူကရိန်းဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးယူနစ်တွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာအကြောင်းပြချက်မဲမဟုတ်ပါဘူးဒီလိုလှုပ်ဆောင်ခြင်းအဖြစ်ယူကရိန်းဟာရုရှားသိမ်းပိုက်ထားရတဲ့သူ့ရဲ့နယ်မြေတွင်လေကြောင်းကိုလုံခြုံစွာဖောက်ထွင်းနိုင်ခဲ့ပြီးအကောင်းဆုံးကတော့ရုရှားနိုင်ငံတွေကိုပါဝင်ရောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီတိုက်ခိုက်မှုတွေဟာအများအားဖြင့်ယူကရိန်းရဲ့ဒုံးကျည်တွေနဲ့ဒရုန်းတွေနဲ့လှုပ်ဆောင်ခဲ့တာပါအခုတော့ပြောင်းလဲသွားပါပြီယူကရိန်းဟာ American လို့ HAM AGM 88ဒုံးကျည်တွေကို ဆိုဗီယက်ခေ SU-27 တိုက်လေယာဉ်တွေမှာတပ်ဆင်နိုင်တဲ့နီလန်တစ်ခုကိုတနီးနီးနဲ့ရှာဖွေတွေ့ရှိခဲ့ပါတယ်။အခုတော့ဒီနီလန်ကိုသိရှိပြီးနောက်ယူကရိန်းကရုရှားကိုဒီလိုနီးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ2ရက်မှာ Militani နဲ့ Defense Express နှစ်ခုလုံးကယူကရိန်းဟာမဖြစ်နိုင်တဲ့အရာတစ်ခုကိုလှုပ်ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ American လုံး AGM-88 Hamdongji တွေတပ်ဆင်ထားတဲ့ SU-27 တိုက်လေယာဉ်ကိုအသုံးပြုပြီး ယူကရိန်းဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးယူနစ်တစ်ခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ Ham Dongji တွေဟာ F16 နဲ့ FA18 Hornet လို American လေယာဉ်တွေအတွက်ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးသူတို့ရဲ့ electronics နှစ်တွေဟာ Soviet ခေတ်တိုက်လေယာဉ်တွေနဲ့မကိုက်ညီပါဘူး။ဒါပေမဲ့ယူကရိန်းကဒါကိုဖြစ်ပေါ်လာအောင်နီလန်တစ်ခုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပထမဆုံးတိုက်ခိုက်မှုအကြောင်းပြောရမယ်ဆိုရင် Defense Express ရဲ့ဖော်ပြချက်အရမကြသေးခင်ကယူကရိန်းရဲ့တိုက်ခိုက်ရေး mission တစ်ခုမှာ ယူကရိန်းဟာရုရှားရဲ့မြေပြင်မှလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် SAM system တစ်ခုကိုဖျက်ဆီးခဲ့ပါတယ်။ဒါဟာယူကရိန်းနယ်မြေထဲမှာပိုကြီးတဲ့တိုက်လေယာဉ်စစ်ဆင်ရေးတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာအတိအကျကိုမသိရပေမဲ့ယူကရိန်းကဟမ်ဒုံးကျည်ကိုအုံပြုခဲ့တာကိုတော့သိရှိထားပါတယ်။ဟမ်ဒုံးကျည်ဟာရန်သူရဲ့ရေဒါထုတ်လွှင့်မှုတွေကိုပိတ်မှတ်ထားကာတိကျစွာတိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတာပါ။ဒီတိုက်ခိုက်မှုမှာရုရှားရဲ့ SAM စနစ်ရဲ့လက်နက်ခဲယမ်းတူလောင်ယုံကိုဖျက်ဆီးခဲ့ပါတယ်။ ဒါပေမဲ့ဒီတိုက်ခိုက်မှုဟာဂျပန်လှုပ်ဆောင်ခဲ့တာမဟုတ်ပါဘူးမီလီတာနီရဲ့ဖော်ပြချက်အရဒီတိုက်ခိုက်မှုကိုယူကရိန်းရဲ့39နီးပြူဟာလေကြောင်းတပ်ဖွဲ့ကလှုပ်ဆောင်ခဲ့တာပါဒီတပ်ဖွဲ့ဟာစစ်ပွဲတွင်ထူးခြားတဲ့အောင်မြင်မှုတွေအများအပြားရရှိထားပြီးသားဖြစ်ပါတယ်ဒီတပ်ဖွဲ့ဟာယူကရိန်းရဲ့လေတပ်ဌာနချုပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိပြီးဇီတိုမာအော့ဘလတ်မှာရှိတဲ့အော်ဇန်နီမှာခြေစိုက်ပါတယ်ဒါကြောင့်ဇွန်လ2ရက်ကတိုက်ခိုက်မှုဟာအဲ့ဒီနေရာတစ်ဝိုက်မှာဖြစ်ပွားခဲ့တယ်လို့ယူဆနိုင်ပါတယ် 39နီးပြူဟာလေတက်ဟာဆိုဗီယက်လေတက်ရဲ့ရခိုင်890ကျင်းမြောက်တိုက်လီရင်တရင်ကနေဆင်းသက်လာတာဖြစ်ပြီးယူကရိန်းရဲ့ SU-27 တိုက်လီရင်တွေနဲ့ L-39 Albatross လေယာဉ်တွေကိုလေပတ်ဖို့တောင်းဝင်ပေးဟပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ကျူးကျော်မှုစတင်ချိန်ကလေးကဒီတက်ဖွဲ့ဟာထူးချွန်ပြီးရေပန်းစားလာခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာ39နီးပြူဟာလေတက်ရဲ့လေယာဉ်မှုတွေဟာရုရှားရဲ့ပထမဆုံးလေကြောင်းချိန်ချောက်မှုတွေကိုတုံ့ပြန်ခဲ့သူတွေထဲမှာပါဝင်ခဲ့ပါတယ်။ SU-27 လေယာဉ်မှူးတဦးဖြစ်တဲ့ Edward Nikolayev Varovsky ဟာဒီအစောပိုင်းတုံ့ပြန်တိုက်ခိုက်မှုတွင်ရုရှားကို တိုက်ခိုက်ရင်အသက်ဆုံးရှုံးခဲ့ပြီး Ukraine ရဲ့အမြင့်ဆုံးစစ်ဘက်ဆိုင်ရာဂုံပြူစုဖြစ်တဲ့ Ukraine သူရဲကောင်းစုတစိုက်ကိုချီးမြှင့်ခံခဲ့ရပါတယ်။နောက်ထပ်လေယာဉ်မှူးတဦးဖြစ်တဲ့ Dmitro Valiovich Kolomites ကတော့သူ့ရဲ့ L39 လေယာဉ်ကိုအသုံးပြုပြီးရုရှားရဲ့ဝင်လာတဲ့လေယာဉ်တွေကိုအာရုံပြောင်းလဲဖို့ကြိုးစားခဲ့ပေမဲ့သူလည်းပြစ်ချခံခဲ့ရပါတယ်။ သူရဲကောင်းဆန်မှုဟာ39နီးပြူဟာလေတက်ရဲ့သွေးထဲမှာစီးစင်းနေပုံရပါတယ်။ဒီ unit ရဲ့အဖွဲ့ဝင်တချို့ဟာရုရှားနဲ့တိုက်ပွဲတွင်သေဆုံးခဲ့ရပြီးဒီတပ်ဖွဲ့ကိုယူကရိန်းကအလွန်အန္တရာယ်များတဲ့စစ်ဆင်ရေးတွေကိုလှုပ်ဆောင်မှုယုံကြည်အားထားရတဲ့တပ်ဖွဲ့တစ်ခုဖြစ်သတ်မှတ်ထားပါတယ်။ဇွန်လ2ရက်မှာဒါကိုအတိအကျမြင်တွေ့ခဲ့ရပါတယ်။ခင်မမီတော့တဲ့ SU-27 လေယာဉ်ကိုအသုံးပြုပြီး39နီးပြူဟာလေတက်ရဲ့လေယာဉ်မှုတစ်ဦးဟာ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ area တွေကိုတိုက်ရိုက်ပြန်တမ်းဝင်ရောက်ခဲ့ပါတယ်။အဲဒီစနစ်ရဲ့ပြစ်ခတ်မှုကိုရှောင်ရှားရင်းသူဟာ Ham Dong ji လက်နက်တစ်ခုကိုအသုံးပြုပြီးအဆိုပါလေကြောင်းရန်ကာကွယ်ရေး unit ကိုဖျက်ဆီးခဲ့ပါတယ်။ဒါဟာထူးခဲ့တဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီး Ukraine ကဒါကိုဂုဏ်ယူစွာဖော်ပြခဲ့ပါတယ်။ Military ရဲ့ဖော်ပြချက်အရ Ukraine လေတပ်နဲ့ဆက်ဆက်နေတဲ့ block တစ်ခုက SU-27 ပေါ်မှာ Cossacks ကတိုက်ခိုက်ရေးအုပ်စုအတွက်လျှို့ဝှက်မစ်ရှင်တစ်ခုလုံဆောင်ခဲ့ပြီး သူကအလုတ်ကိုကောင်းကောင်းလှုပ်ဆောင်ခဲ့တယ်။ဒါဟာဒီလေရင်အတွက်ပထမဆုံးအတီးပြုထားတဲ့ပြစ်မှတ်ပဲလို့ပြောထားပါဗျ။ဒီဖော်ပြချက်ကစိတ်ဝင်စားစရာပါ။ဘလော့ကရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဖျက်ဆီးခဲ့တဲ့လေရင်မှုဟာသူ့ရဲ့ပထမဆုံးမစ်ရှင်ဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒါဟာယူကရိန်းရဲ့ SU-27 လေယာဉ်ကဟမ်ဒုံကြီးကိုအသုံးပြုပြီးပြစ်ခတ်ဖျက်ဆီးနိုင်တဲ့ပထမဆုံးဖြစ်ရဖြစ်နိုင်တယ်လို့ပြောနေတာပါ။တိုက်ခိုက်မှုရဲ့ဗီဒီယိုဖိုင်တစ်ခုမှာ30စက္ကန့်ကြာပြီး ဗီဒီယိုကလစ်ဟာအရေးသွင်းနေတာကြောင့်ယူကရိန်းကဖျက်ဆီးခဲ့တဲ့လေကြောင်းရန်ကာကွယ်ရေးယူနစ်ရဲ့အမျိုးအစားကိုအတိအကျမပြောနိုင်ပါဘူး။ဟမ်ဒုံဂျီဟာပစ်မှတ်ရဲ့ရေဒါစနစ်တွေကိုတိကျသွားပစ်မှတ်ထားနိုင်တဲ့စွမ်းရည်နဲ့ဒုံဂျီရဲ့ပြစ်လွတ်ပြီးနောက်အပြုတ်မှုကိုပေါင်းစပ်စဉ်းစားရင်မီလီတန်နီကယူကရိန်းကဘတ်ဒါမှမဟုတ်တောလေကြောင်းကာကွယ်ရေးစနစ်တစ်ခုကိုဖျက်ဆီးခဲ့တယ်လို့ယူဆပါရတယ်။ဒီနှစ်ခုစလုံးဟာအန္တရာယ်များပါတယ်။ ဗီဒီယိုဖိုင်ကိုကြည့်ရင်ကလစ်ဟာယူကရိန်းရဲ့ကျေးလက်ဒေတာရှုခင်းကိုကင်းထောက်ဒရုန်းတစ်စင်းကရိုက်ကူးထားတဲ့မြင်ကွင်းနဲ့စတင်ပါတယ်။ပထမဆုံး9စက္ကန့်အတွင်းဘာမှဖြစ်မလာဘဲတိတ်ဆိတ်နေပုံရပါတယ်။ပြီးတော့ပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပေါ်လာပြီးမီလီယံတွေထိုးတက်လာပါတယ်။10စက္ကန့်မြောက်မှာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကပြစ်လွတ်ဖို့ရည်ရွယ်ထားတဲ့ဒုံးကြီးတွေဟာအဓိကပောက်ကွဲမှုနေရာကနေထွက်ပြေးသွားပုံပေါ်ပါတယ်။ဒါဟာယူကရိန်းရဲ့ဟမ်ဒုံးကြီးကလက်နက်ခဲယမ်းတူလောင်ယုံကိုထိမှန်ခဲ့တယ်ဆိုတာကိုအတည်ပြုပါတယ်။ ဗီဒီယိုရဲ့ကြံတဲ့အပိုင်းမှာယူကရိန်းရဲ့ပြစ်မှတ်ဟာမီးခိုးတွေနဲ့ဖုံးလွှမ်းနေတာကို ပြသထားပါဗျ။ဒါဟာပူတင်ကိုသူ့ရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေဟာဘယ်တော့မှ လုံခြုံမှုမရှိဘူးဆိုတာကိုသတိပေးချက်တစ်ခုဖြစ်ပါတယ်။မီလီတာရီကတော့ဒီလိုဗီဒီယိုဖိုင်တွေပေါ်ထွက်လာတာဟာရှားပါးတယ်လို့ဖော်ပြထားပါဗျ။ယူကရိန်းဟာဟမ်ဒုံဂျီရီကိုအထူးကအဖြစ်ရုရှားရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေကိုဖိနှိပ်ဖို့နဲ့အရှိန်အဟန်းတလျှောက်လှုပ်ရှားမှုတွေကိုအနှောက်အယှက်ဖြစ်စေဖို့အသုံးပြုခဲ့ပါဗျ။ဒီမှာအဓိကစကားလုံးက ဖိနှိပ်မှုတွေပါယူကရိန်းဟာဟမ်ဒုံကြီးတွေကိုရုရှားရဲ့လေကြောင်းရန်ကာဝေးရေးယူနစ်တွေကိုလုံးဝဖျက်ဆီးဖို့မတုံ့တက်ပါဘူးအဲ့ဒီအစားဒီဒုံကြီးတွေကိုအဆိုပါယူနစ်တွေရဲ့အာယုံပြောင်းလှည့်ဖို့ပြစ်လွတ်ပြီးတခြားယူကရိန်းလက်နက်တွေကိုပျက်စီးမှုဖြစ်ပေါ်စေဖို့အသုံးပြုပါတယ်ဒါမှမဟုတ်ရင်လည်းယူကရိန်းဟာဟမ်ဒုံကြီးတွေကိုရေဘူးရပြစ်မှတ် area ရဲ့ပြစ်လွတ်ပြီးရေဒါထုတ်လွှတ်မှုကိုလိုက်လံပြစ်မှတ်ထားနိုင်တဲ့ဒုံကြီးရဲ့စွမ်းရည်ကိုအသုံးပြုပြီးရေဒီယိုလှိုင်းထုတ်လွှတ်မှုရှိတဲ့မြည်သည့်အရင်းမျက်စီကိုမဆိုလွတ်လွတ်လပ်လပ်ဥတီသွားစေပါတယ် YouTube ဗီဒီယိုမှာမြင်တွေ့ရတာကတော့အလွန်ရှားပါပါတယ်။ဒီ Army Recognition ရဲ့ဖော်ပြချက်အရဒီဗီဒီယိုဖိုင်ဟာ Ukraine SU-27 လေယာဉ်က Hamdon ကြီးကိုအုံပြပြီးတိုက်ခိုက်မှုတစ်ခုကို ပထမဆုံးအတည်ပြုထားတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ဒီဗီဒီယိုဟာ Ukraine ကဝေး Engineer တွေရဲ့နိုင်ငံတကာစံချိန်စံညွှန်းတဲ့လက်နက်တွေကို Soviet ခေတ်လေယာဉ်တွေနဲ့ပေါင်းစည်းနိုင်လောက်အောင်နည်းပညာစွမ်းရည်တွေတိုးတက်လာတာကိုပြသထားပါတယ်။ AGM-88 Ham High Speed Anti-Radiation Missile ဟာ ဂျန်သူရဲ့ရေဒါစနစ်တွေကိုပိတ်မှတ်ထားဖျက်ဆီးဖို့ဒီဇိုင်းထုတ်ထားတဲ့အစစ်မြေလက်နက်တစ်ခုဖြစ်ပြီးလေကြောင်းရန်ကာဝေးရေးအတွက်အသုံးပြုတဲ့ရေဒါစနစ်တွေကိုပိတ်မှတ်ထားပါတယ်လို့ Army Recognition ကဖော်ပြပါတယ်။ Hamdong ကြီးရဲ့ development ဟာ1980ခုနှစ်နှောင်းပိုင်းမှာစတင်ခဲ့ပြီးပထမဆုံးမော်ဒယ်ကို1980ခုနှစ်အစောပိုင်းမှာမိတ်ဆက်ခဲ့ပါတယ်။1985ခုနှစ်မှာ American လေတပ်မှာတရားဝင်မိတ်ဆက်ခဲ့ပြီး ဂူးစစ်ပွဲတွင် အမေရိကန်ကအီရတ်ရဲ့ရေဒါတပ်ဆင်မှုတွေကိုဖျက်ဆီးဖို့အသုံးပြုခဲ့တဲ့အခါဟမ်ဒုံဂျီဟာထင်ရှားလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းဒီဒုံဂျီဟာအချိန်ချင်းထိရောက်မှုကိုတတ်သိပြခဲ့ပြီးယူကရိန်းပါဝင်အော်စတြေးလျဂျာမနီအီတလီဆော်ဒီအာရေဗျာထိုင်ဝမ်နဲ့အခြားနိုင်ငံများသောကသူတို့ရဲ့လေတပ်တွေမှာဟမ်ဒုံဂျီကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်။ဟမ်ဒုံဂျီဟာအရှေ73ပေ6လက်မှရှိပြီးအချင်းဆယ်လက်မှတောင်ပန်ကျေက3ပေ9လက်မှရှိပါတယ်။ ဒုံးကြီးရဲ့လေးချိန်ကပေါင်800ခန့်ရှိပြီးရိုးရှင်းစွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နိုင်တဲ့ modular design ပါရှိပါတယ်။ဒီ modular design ကြောင့်ပဲ Ukraine ဟာ SU-27 လေယာဉ်တွေမှာဒီဒုံးကြီးကိုအသုံးပြုနိုင်အောင်ပြင်ဆင်တပ်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။စွမ်းအားပိုင်းမှာ Ham ဒုံးကြီးဟာပေါင်150ရှိတဲ့ပေါက်ကွဲအပြင်ပြီးအစိပ်ပိုင်းကွဲထွက်တဲ့စစ်သုံးဘုံးကောင်းကိုဒုံးကြီးထဲမှာထည့်သွင်းထားပါတယ်။ ဒီဘုံကောင်းဟာ electronic ပစ္စည်းတွေနဲ့ radar တပ်ဆင်မှုတွေကိုဖျက်ဆီးဖို့အထူးဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့ Army Recognition ကဖော်ပြပါဗျ။ဒုံးကြီးကိုရိုင်းက match 2ကြော်တဲ့အချိန်နဲ့သွားနိုင်ပြီးအချို့ version တွေက match 2.9ထိရောက်ရှိနိုင်ပါတယ်။ဒါက ham ဒုံးကြီးကိုတီထွင်ခဲ့တဲ့ခေတ်ကာလမှာတိဆောက်ထားတဲ့လေကြောင်းရံကာဝယ်ရေးစနစ်အများစုကိုရှောင်ရှားနိုင်လောက်တဲ့မြန်ဆန်မှုရှိပါတယ်။ ham ဒုံးကြီးဟာမိုင်30ခန့်အကွာအဝေးထိရောက်ရှိနိုင်ပါတယ်။ဒီအကွာအဝေးဟာယူကရိန်းရဲ့တိုက်လေယာဉ်တွေကို ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့ area ပြင်ပမှာလွတ်လွတ်လပ်လပ်ပြန်တန်းနေပြီးလှင်မြန်တဲ့တိုက်ခိုက်မှုကိုလှုံ့ဆော်နိုင်မှုလုံလောက်ပါတယ်။ဒါပေမဲ့ Hamdong ကြီးရဲ့အထင်ကြီးစရာအကောင်းဆုံးအင်အားရကတော့သူ့ရဲ့လမ်းညွှန်စနစ်ပါ။ဒီစနစ်ဟာအန်အောစရာကောင်းလောက်အောင်ယူရှင်းပါတယ်။ Ham ဟာ Radar စနစ်တစ်ခုကထုတ်လွှင့်တဲ့ Radio line ထုတ်လွှင့်မှုတွေကိုသိရှိပြီးပြတ်မှတ်ထားလိုက်တဲ့ Passive Radar Seeker ကိုအသုံးပြုထားပါတယ်။ ီခြေရာခံနိုင်သွဲဟာဒုံးကြီးကိုတခြားဒုံးကြီးတွေမှာမရှိတဲ့တီးကြလွတ်လပ်မှုအဆင့်တစ်ခုကိုပေးပါတယ်။ဟမ်ကိုဒုံးပြူသူဟာဒုံးကြီးကိုရေဘူးရတိုက်ခိုက်ရေး area တွေကိုပြစ်လွတ်လိုက်အောင်ပဲဖြစ်ပြီးဇွန်လ2ရက်တိုက်ခိုက်မှုအထိယူကရိန်းကပုံမှန်လှုပ်ဆောင်ခဲ့တယ်လို့ပဲဒုံးကြီးကိုရိုင်းကအလုတ်ကိုလှုပ်ဆောင်ပေးပါလိမ့်မယ်။ဒါဟာတိုက်ခိုက်ရေး area တွင်းကမြည်သည့် radar စနစ်ကိုမဆိုခြေရာခံပြီးအဲ့ဒီစီကိုတဲ့တဲ့ဥတီသွားပါတယ်။ပုံမအန်ဟောစရာကောင်းတာကဟမ်ဟာပြစ်မှတ်ကဒုံးကြီးပြစ်လွတ်မှုကိုသိရှိပြီး သူ့ရဲ့ရေဒါကို ပိတ်လိုက်ရင်တော့ပြစ်မှတ်ကိုထိမှန်နိုင်ပါတယ်။ယူကရိန်းကလိုချင်ရင်ဟမ်တုံးကြီးတွေကိုတတ်မှတ်ထားတဲ့ရေဒါချက်ပြမှုတွေကိုဦးစားပေးရှာဖွေဖို့ပရိုဂရမ်ထည့်သွင်းနိုင်ပါတယ်။ရှုပ်ထွေးတဲ့စစ်မြေမှာဆိုရရင်ယူကရိန်းကတိကျတဲ့လေကြောင်းရန်ကာကွယ်ရေးယူနစ်တခုကိုပြစ်မှတ်ထားခြင်းနဲ့ဆိုရင်ဟမ်ကိုအဲရီစနစ်ထုတ်လွှတ်တဲ့ရေဒါချက်ပြမှုတွေကိုဦးစားပေးရှာဖွေဖို့ပရိုဂရမ်ထည့်သွင်းနိုင်ပါတယ်။ဒါဟာအလွန်ထူးချွန်တဲ့လက်နက်တခုဖြစ်ပြီးရခိုင်ပေါ်ပြခဲ့တဲ့ဗီဒီယိုဖိုင်ကမီလီတာနီကဘတ်ဒါမှမဟုတ် တောလေချောင်းရံကာဝေးရေးစနစ်တွေကိုဖျက်ဆီးဖို့ဟမ်ဟာအကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ယူဆထားပါတယ်။ Back M3 ဟာအလေလက်အကွာဝေးမြေပြင်မှလေချောင်းရံကာဝေးရေး SAM စနစ်တစ်ခုဖြစ်ပြီးရေဒါတပ်ဆင်ထားတဲ့ဒုံးကျည်ပြစ်လွှတ်ရင် Transporter Irradar Launcher နှစ်စီးနဲ့စံတတ်မှတ်ထားတဲ့ဒုံးကျည်ပြစ်လွှတ်ရင်တစ်စီးပါဝင်ပါတယ်။ဒီ platform ရဲ့ပြစ်လွှတ်ရင်နှစ်စီးမှာရေဒါတွေပါရှိတာကြောင့် Ham ဒုံးကျည်ကအဲ့ဒီရေဒါတွေကိုပြစ်မှတ်ထားပြီးဖျက်ဆီးနိုင်ခဲ့တာပါ။ ဒါဆိုရင်ဒါဟာယူကရိန်းအတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ Back M3 ဟာရေဒါလမ်းညွှန်ထားတဲ့ SAM ဒုံးကျည်တွေကိုပြစ်လွတ်နိုင်ပြီးပြစ်မှတ်ဖြတ်စည်းနိုင်ရည်69.9ခိုင်နှုန်းရှိပါတယ်။ဒီဒုံးကျည်တွေဟာ34မိုင်အထိခရီးပေါက်နိုင်ပါတယ်။ Army Recognition ရဲ့ဖော်ပြချက်အရဒီဒုံးကျည်တွေဟာအမြင့်ဆုံးအချိန်စက္ကန့်3000မီတာမတ်8.9နဲ့ညီမျှတဲ့အထိရောက်ရှိနိုင်ပြီးတော့အကွာအဝေးတွင်းဝင်ရောက်လာတဲ့မြည်သည့်လေကြောင်း platform ကိုမဆိုဖြတ်စည်းနိုင်လောက်တဲ့မြန်ဆန်မှုရှိပါတယ်။ ဒါတစ်ခုတည်းကပဲယူကရိန်းရဲ့ SU-27 တိုက်ခိုက်မှုဟာဘလောက်ထူးချွန်လဲဆိုတာကိုမီးမောင်းထိုးပြပါဗျ။ဟမ်ဒုံကြီးရဲ့ကွာဝေးဟာမိုင်30ခန့်ရှိပြီး back m3 ရဲ့343မိုင်ကွာဝေးဟာ su-27 လင်းဟာဒီလင်းထက်အဆများသောမြန်ဆန်တဲ့ဒုံကြီးတွေကိုပြစ်လွတ်နိုင်တဲ့ဒုံကြီးစနစ်တစ်ခုရဲ့ပြစ်မှတ်ကွာဝေးတွင်ပြန်တမ်းရမယ်ဆိုတာကိုဆိုလိုပါတယ်။ဒီမရှင်မှာကြီးမားတဲ့ NRA ပါဝင်ခဲ့ပေမဲ့ su-27 ဟာဇွန်လ2ရက်မှာ back m3 ကိုဖျက်ဆီးနိုင်ခဲ့တာက သူ့ရဲ့မစ်ရှင်ကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တာပါယူကရိန်းကဖျက်ဆီးခဲ့ပွဲရှိတဲ့နောက်ထပ်စနစ်တစ်ခုကတော့ Tor M2DD ဖြစ်ပါတယ်ဒါဟာတာတိုတဲ့မြေပြင်မှလေကြောင်းရန်ကာဝေးရေးဒုံးကျည်စနစ်အစံတစ်ခုပါ Tor M2DD ဟာအာတိတ်ဒေသမှာအသုံးပြုဖို့အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပြီးသူ့ရဲ့အဖြူရောင်အခြေခံကိုပြောက်အကွက်တွေနဲ့ရွေးရှားလေကြောင်းရန်ကာဝေးရေးယူနစ်ဖြစ်အမှတ်သားပြုထားတဲ့တန်ချက်ကားတွေကိုကြည့်ရင်သိနိုင်ပါတယ်အမိုးပေါ်မှာဒုံးကျည်ပြစ်လွတ်ဆက်တက်ဆင်ထားပြီး 9M334 မော်ဂျူးနှစ်ခုပါဝင်ကတခုချင်းစီမှာ Samsung G 4စီးစီပါရှိပါတယ်။ဒါအပြင်မျှော်တင်ပေါ်မှာတက်ဆင်ထားတဲ့ radar တခုလည်းပါဝင်ပြီးဒီ radar ဟာ360 degree အတိုင်းတာနဲ့မိုင်15.5မိုင်အကွာဝေးထိပိတ်မှတ်တွေကိုရှာဖွေနိုင်ပါတယ်။ဒီ radar ကြောင့် Dorsnik ဟာ Ukraine ရဲ့ Hamdong G အတွက်အကောင်းဆုံးပိတ်မှတ်တစ်ခုဖြစ်လာပါတယ်။ယူကရိန်းကဒီလေကြောင်းရန်ကာဝေးရေး unit တွေကဘဲဟာကိုထိမှန်ခဲ့ပါသည် ်ပူတင်အတွက်အခုကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပေါ်လာပါပြီ။ဒီစနစ်တွေကဝင်လာတဲ့လေကြောင်းချင်းချောက်မှုတွေကိုပေါ်ထုတ်ပြီးဖြတ်စည်းဖို့အားကိုးထားတဲ့ရေဒါတွေဟာအခုသူတို့စီကို ပြန်လည်အသုံးချခံရပါတယ်။ American လို့ Hamdon ကြီးတွေတက်ဆင်ထားတဲ့ Ukraine ရဲ့ခင်မမီတော့တဲ့တိုက်လေယာဉ်တွေကဒီလိုလှုပ်ဆောင်နိုင်ခဲ့တာပါ။ Ukraine ဟာ Putin ရဲ့ကျူးကျော်မှုစတင်ချိန်ကလေးက Hamdon ကြီးကို Soviet ခေတ်လေကြောင်း platform တွေနဲ့အလုပ်လုပ်နိုင်အောင်ပြင်ဆင်တက်ဆင်နိုင်ဖို့ကြိုးစားနေခဲ့တာပါ။ 2022ခုနှစ်စက်တင်ဘာလမှာ The Aviationist ကယူကရိန်းဟာဒီလုပ်ငန်းကိုအောင်မြင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ပထမဆုံး MiG-29 တိုက်လေယာဉ်တွေနဲ့ပြီးနောက် Su-27 လေယာဉ်တွေနဲ့လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုရဲ့အတည်ပြုချက်ကို Polymarket Intel X အကောင့်ကဖော်ထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတစ်ပုံကနေရရှိခဲ့ပါတယ်။အဲဒီဓာတ်ပုံမှာ Su-27 လေယာဉ်တစ်စီးမှာ Hamdong G နှစ်စီးကိုတောင်ပိုင်းတွေမှာတပ်ဆင်ထားတဲ့ Pylons နဲ့တွဲလျက်တွေ့ရပါတယ်။ ဒါပေမဲ့ယူကရိန်းကဒါကိုဘယ်လိုလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့မေးခွန်းကိုအဲ့ဒီဓာတ်ပုံကဖြေရှင်းမပေးထားပါဘူး။တာမန်လူတယောက်အတွက်ဆိုရင်မြည်သည့်ဒုံးကြီးကိုမဆိုတိုက်လေရင်တာမန်တွေမှာတက်ဆင်ထားတဲ့ပါတစ်ခုတွဲပိုင်လွန်စ်မှာချိတ်ဆွဲထားလို့ရမယ်လို့ထင်ရပါတယ်။နီးပညာရဒါဟာမမှန်ပါဘူး။ဒုံးကြီးတစ်ခုကို ပါတစ်ခုတွဲမှာတက်ဆင်ထားတာဟာ လေရင်ကအဲ့ဒီဒုံးကြီးကိုပြစ်လွတ်နိုင်တယ်လို့မဆိုလိုပါဘူး။လေရင်တိုင်းမှာသူ့ရဲ့ကိုယ်ပိုင် electronic စနစ်တွေရှိပြီး အဲ့ဒီစနစ်တွေဟာလေယာဉ်အသုံးပြုတဲ့လက်နက်တွေနဲ့တွဲဖက်အလုပ်လုပ်နိုင်ဖို့လိုအပ်ပါတယ်။ SU-27 ဟာဆိုဗီယက်ခေတ်ရုရှားလုပ်လေယာဉ်ဖြစ်ပြီးဟမ်တုံးကြီးနဲ့ယူကရိန်းရဲ့မိဖက်နိုင်ငံတွေကထောက်ပံ့ပေးတဲ့အခြားတုံးကြီးတွေဟာနိုင်ငံတကာစံကြုံစံကြုံစံချိန်စံညွန်းနဲ့လိုက်ရုံးကြီးတွေဖြစ်တဲ့လေယာဉ်တွေအတွက်ဒီဇိုင်းထုတ်ထားတာပါ။ဒီနှစ်ခုဟာတွဲဖက်အလုပ်လုပ်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ Historic Wing ကဒုံးကြီးတစ်ခုကိုပြစ်လွတ်ဖို့အထူးတုံးကြီးပြင်မှတ်ထားတဲ့ကွန်ပျူတာတွေလိုအပ်တယ်လို့ထောက်ပြပါရတယ်။ ဟမ်ဒုံကြီးနဲ့ SU27 လေဟာလေယာဉ်နဲ့တွဲဖက်လုပ်လုပ်နိုင်တဲ့ data bus နဲ့လိုအပ်ပြီးလေယာဉ်မှုကပြစ်မှတ်တွေကိုဆုံးဖြတ်ပြီးဟမ်ဒုံကြီးကိုပြစ်လွတ်နိုင်ဖို့လေယာဉ်တွင်းမှာတင့်လျော်တဲ့မျက်နှာပြင်ပြသတဲ့စနစ်တွေကိုလည်းလိုအပ်ပါတယ်။ဒါရီအားလုံးကိုလှုပ်ဆောင်နိုင်ပါတယ်။ယူကရိန်းမှာသူတို့ရဲ့တိုက်လေယာဉ်တွေကရုရှားလက်ထရွန်နစ်စနစ်တွေကိုအနောက်နိုင်ငံထုတ်ကရိယာရင်းနဲ့အစားထိုးဖို့ရွေးချယ်ခွင့်ရှိခဲ့ပါတယ်။ဒါဟာ SU27 လေယာဉ်တွေနဲ့အခြားဆိုဗီယက်ခေတ်တိုက်လေယာဉ်တွေကို ဟမ်ဒုံဂျီနဲ့တွဲဖက်အလုပ်လုပ်စေနိုင်မှာပါ။ဒါပေမဲ့ဒီအစားထိုးလဲလည်မှုဟာတာမန်အချိန်ဒီမှာဆိုရင်နှစ်ပေါင်းများစွာကြာမြင့်မဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးစစ်ပွဲဖြစ်နေတဲ့အချိန်ဒီမှာဆိုရင်ပိုကြာနိုင်ပါတယ်။ယူကရိန်းမှာအဲ့ဒီလိုအချိန်မရှိခဲ့ပါဘူး။ဒါပေမဲ့စစ်ပွဲစတင်ပြီး6လတွင်တနည်းနည်းနဲ့တွဲဖက်အလုပ်လုပ်နိုင်မှုပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်။ဘလို့လှုပ်ဆောင်ခဲ့တာလဲ။ MIG 29နဲ့ SU 27လေယာဉ်တွေမှာ Hamdon ကြီးတွေတက်ဆင်ထားတဲ့ဓာတ်ပုံတွေပထမဆုံးထွက်ပေါ်လာတဲ့အခါ theory တွေပြန့်နှံ့ခဲ့ပါတယ်။ဒီဓာတ်ပုံတွေဟာ for sure တတ်တတ်မဟုတ်ဘူးဆိုတာသိထားပါတယ်။ Historian Wing ကဒီဓာတ်ပုံတွေပထမဆုံးပေါ်ထွက်လာတဲ့အချိန်တုန်းမှာရုရှားဟာသူတို့ရဲ့ radar site တချို့ရဲ့အပျက်စီးတွေထဲမှာ Hamdon ကြီးရဲ့ပျက်စီးနေတဲ့အတောင်တွေကိုစတင်တွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ The Aviation News က2022ခုနှစ်ဩဂုတ်လမှာဒီဖြစ်ရပ်တစ်ခုကိုဖော်ပြခဲ့ပြီး OSIND Technical X အကောင့်မှာထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတစ်ပုံကိုမျှဝေခဲ့ပါတယ်။အဲဒီဓာတ်ပုံမှာ Hamdon G ရဲ့အပိုင်းအစားတစ်ခုကိုရုရှားတပ်ဖွဲ့တစ်ခုကိုပြစ်လွတ်ခဲ့တယ်လို့ဖော်ပြထားတဲ့အမှတ်သားအချက်လက်တွေနဲ့တွေ့ရပါတယ်။ဒီမှာအဓိကချက်ကတော့ယူကရိန်းဟာတွဲဖက်လှုပ်လှုပ်နိုင်မှုပြဿနာကိုဖြေရှင်းခဲ့ရုံနဲ့မကဘဲဆူတန်27လေယာဉ်တွေမှာ Hamdon G တွေတက်ဆင်ထားတဲ့ဓာတ်ပုံတွေပေါ်ထွက်လာခင်ကတည်းကဒီဒုံးကြီးတွေကိုအသုံးပြုနေကြတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။